ဒီနေ့ဟာဒေါ်လေးရဲ့အောက်မေ့ပွဲ အစီအစဉ်လဲလောက်မှာဆိုတော့ယုံကြည်သူတို့အတွက်ယေရှုခရစ်တော်ပြင်ဆင်ပေးတော်မူသောကောင်းကင်နိုင်ငံတော်အကြောင်းကိုအနေငယ်ကျွန်တော်ဝင်ခတ်သွားမှာဖြစ်ပါတယ်။ပရမဦးစွာကောင်းကင်နိုင်ငံတော်ဟာဖခင်သခင်ကျင်းဝတ်တော်မူသောဖခင်သခင်အိမ်တော်ဖြစ်တဲ့အကြောင်းတမန်ကျမ်းစာမှာအကြိမ်ပေါင်းများစွာကျွန်တော်တို့ကိုပြောပြထားပါတယ်။အဲ့ဒီထဲကကြံချက်တစ်ခုကိုကျွန်တော်ဖတ်ပြမယ်။ စာလံ33အခန်းငယ်73အနေပြော့74မှာထာဝရဘုရားသည်ကောင်းကင်ဘုံကကြည်ရှု၍လူသားအပေါင်းတို့ကိုမြင်တော်မူ၏ချိန်ဝတ်တော်မူရာအရက်ကကြည်ရှု၍မြေကြီးပေါ်မှနေသောတရဝအပေါင်းတို့ကိုမှတ်တော်မူ၏တခင်ယေရှုကမိမိဟာကောင်းကင်မှဆင်းသက်တော်သူဖြစ်တဲ့အကြောင်းယောဟန်အခန်း6အငယ်38မှာတော်၎င်း မိမိဟာကဘာမတီမရှိမီကောင်းကင်နိုင်ငံတော်မှာခမဲတော်နဲ့အတူဘုံအသိနဲ့နေတော်မူသောသူဖြစ်ကြောင်းယောဟန်အခိုင်၁၈အခန်းငယ်၅နဲ့၂၄အပြစ်ရှိသောလူတို့ကိုငရဲသွားမဲ့သူအဖြစ်ကနေရွေးနှောက်ကယ်တင်ဖို့ခမဲတော်ဘုရားခင်စေလွတ်တော်မူသောသူဖြစ်တဲ့အကြောင်းယောဟန်အခိုင်၃အခန်းငယ်၁ကနေ၁၈နဲ့ယောဟန်ခရစ်ယာန်တစ်ခုလုံးကိုကြည့်ရင်ယေရှုကသူဟာအပြစ်ရှိသောသူတို့ကို ငရဲသွားမဲ့သူအဖြစ်ကနေရွေးနှုတ်ကယ်တင်မှုခမဲတော်ဖရာခင်စေလွတ်တော်မူသောတားတော်ဖရာဖြစ်တော်မူကြောင်းအကျိန်ပေါင်းများစွာဒီလောကမှာတက်ရှိထင်ရှားရှေ့စဉ်လုံးကပြောကြားတော်မူပါတယ်ဖရာသခင်ကျိန်ဝတ်တော်မူသောကောင်းကင်နိုင်ငံတော်ဟာဘယ်အရမှရှိသလဲကောင်းကင်နိုင်ငံတော်ဟာအထက်အရမှရှိတယ်လို့သခင်ယေရှုကအကျိန်ပေါင်းများစွာတမသစ်ချက်မှာကျွန်တော်တို့ကိုပြောပြထားပါတယ် ယောဟန်အခန်း၈အခန်းငယ်23မှာသခင်ယေရှုကမာယွင်သောယူဒဘာသားကြီးကောင်းဆောင်တို့ကိုတင်တို့သည်အောက်သားဖြစ်ကြ၏ငါမူကားအထက်သားဖြစ်၏လို့ကောင်းကင်နိုင်ငံတော်ဟာအထက်အရမှရှိတဲ့အကြောင်းသခင်ယေရှုကပြောကြားတော်မူပါတယ်။ကိုလိုသဲအခန်း၃အခန်းငယ်၁ကနေ၃မှာလဲယုံကြည်သူတို့ကိုအခုလိုတိုက်တွန်းနှိုးဆော်ထားပါတယ်။ ဖယားသခင်လက်ရတော်ဘက်မှခရစ်တော်သည်ထိုင်နေတော်မူရာအရ၌ရှိသော အထက်အရာတို့ကိုရှာကြလော့မြေကြီးပေါ်မှာရှိသော အရာတို့ကိုဆွဲလန်းသောစိတ်မရှိကြနဲ့အထက်အရာတို့ကိုသာ စိတ်ဆွဲလန်းခြင်းရှိကြလော့အကြောင်းမူကားတင်တို့သည်တည်သောသူဖြစ်၍တင်တို့အသက်သည်ခရစ်တော်နှင့်အတူဖယားသခင်၌ဝတ်ထားလျက်ရှိ၏ဒါဟာယုံကြည်သူကျွန်တော်တို့အတွက် သခင်ယေရှုပြင်ဆင်တော်မူသောကောင်းကင်နိုင်ငံတော်ဟာအထက်အရမှာရှိတယ်လို့ကျွန်တော်တို့ကိုပြောပြနေတာဖြစ်တယ်။ကောင်းကင်နိုင်ငံတော်မှာ အခုဘယ်သူတွေရှိနေကြသလဲ။သုံးပါတစုဖရာသခင်ဖြစ်တော်မူသောခမဲရောသားရောနဲ့တန်ရှင်းသောဝိညာဉ်တော်ရှိတော်မူကြောင်းသခင်ယေရှုဟာကျွန်တော်တို့အပြစ်ကြောင့်လက်ဝါးကတိုက်မှာအသေးခံခဲ့တယ် သုံးရက်မြောက်သောနေ့မှာတေချင်းကနေထမြတော်မူပြီးမိမိအသက်ရှင်လျက်ရှိတဲ့အကြောင်းရက်ပေါင်း40အတွင်းမှာ တပည့်တော်တို့စီမှာ ခိုင်ခန့်သောတက်တေများကိုပြတော်မူပြီးမှ တပည့်တော်တို့ကယေရှုကိုကြည့်ရှုနေကြတဲ့အချိန်မှာယေရှုခရစ်တော်ဟာကောင်းကင်နိုင်ငံတော်ကို ပြန်လည်တက်ကြွတော်တော်မူကြောင်းတမန်တော်ဝတ္ထုကိုကြည့်ရင်ကျွန်တော်တို့ကိုပြောပြထားပါတယ်ကောင်းကင်နိုင်ငံတော်မှာနောက်ထပ်ဘယ်သူတွေရှိသေးတယ်လဲဆိုရင် လူတို့ရဲ့ကိန်းကနားနဲ့ရေတွက်လို့မရနိုင်သောဖယားသခင်ကောင်းကင်တမန်များရှိတဲ့အကြောင်းဗျာဒိတ်ကျမ်းအခိုင်းငါအငယ်7မှာကျွန်တော်တို့ကိုပြောပြထားပါတယ်ဒါပဲလားမဟုတ်သေးဘူးကောင်းကင်နိုင်ငံတော်မှာတေလွန်ပြီးသောယုံကြည်သူအလုံးရဲ့ဝိညာဉ်ဟာယေရှုခရစ်တော်ရဲ့ရင်ခွင်တော်ကောင်းကင်နိုင်ငံတော်မှာအခုငြိမ်းချမ်းစွာ ရှိနေကြတဲ့အကြောင်းတက်တာလို့နေအဝရဆာပရမဆောင်အခိုင်းလေးအငယ်73ကနေပြော့74 ဟေဘဲအခိုင်း7နှစ်အခန်းငယ်22ကနေပြီးတော့24တို့မှာကျွန်တော်တို့ကိုပြောပြထားပါတယ်အဲ့တော့ကောင်းကင်နိုင်ငံတော်မှာအခုဘယ်သူတွေရှိနေကြသလဲဆိုတာကိုအချင်းချင်းပြောပြရရင်ကောင်းကင်နိုင်ငံတော်မှာတဆူတီးသောဖခင်ဖြစ်တော်မူသောခမဲတော်သားတော်နဲ့တန့်ရှင်းသောဝိညာဉ်တော်လူတို့ရဲ့ကိန်းကနားနဲ့ရေတွက်လို့မရနိုင်လောက်အောင်များပြားလာတဲ့ဖခင်ကောင်းကင်တမန်များရှိတဲ့အကြောင်းနဲ့တေလွန်ပြီးသောယုံကြည်သူအလုံးရဲ့ဝိညာဉ်ဟာ ယေရှုခရစ်တော်ရဲ့ရင်ခွင်ကောင်းကင်နိုင်ငံတော်မှာငြိမ်းချမ်းစွာရှိနေကြတဲ့အကြောင်းတမန်ကျမ်းစာမှာကျွန်တော်တို့ကိုပြောပြထားပါတယ်။ကောင်းကင်နိုင်ငံတော်ဟာယုံကြည်သူကျွန်တော်တို့အတွက်သခင်ယေရှုခရစ်တော်ပြင်ဆင်ထားတဲ့ထာဝရအိမ်တော်ဖြစ်တဲ့အကြောင်းကိုလည်းသခင်ယေရှုကအခုလိုကျွန်တော်တို့ကိုပြောပြထားပါတယ်။ယောဟန်အခိုင်၁၄အခန်းငယ်၂ကနေပြတော့၃မှာငါအဘဤအိမ်တော်၌နေစရာအခန်းအများရှိ သို့မဟုတ်လျင်မဟုတ်ကြောင်းကိုတင်တို့အားငါမပြောဘဲမနေတင်တို့နေเสียအရက်ကို ပြင်ဆင်ခြင်းဟာတွားရဤငါသည်တွား၍တင်တို့နေเสียအရက်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍ငါရှိရာအရက်၌တင်တို့ရှိစေခြင်းဟာတင်တို့ကိုငါထံသို့တင်ဆဲမည်ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံတော်သူအလုံးဟာ နောင်ဘုရားမှာယေရှုပြင်ဆင်တော်မူသော ကောင်းကင်နိုင်ငံတော်မှာကျွန်တော်တို့ယေရှုခရစ်တော်နဲ့အတူအစင်ထာဝရနေရကြမှာဖြစ်တယ်လို့အခုနကျွန်တော်ဖတ်ပြခဲ့တဲ့ယောဟန်အခန်း14အခန်းငယ်1ကနေ3မှာသခင်ယေရှုကိုယ်တော်တိုင်ကကျွန်တော်တို့ကို အတိအကျပြောပြထားပါတယ်လုကာအခန်း10အခန်းငယ်20မှာလည်းသခင်ယေရှုကတပည့်တော်တို့ကိုအကုလို့မိန့်တော်မူပါတယ်သို့တော်လည်း နတ်ဆိုးကို နိုင်ရသောကြောင့်သာဝမ်းမြောက်ခြင်းမရှိကြနဲ့တင်တို့ဤနာမည်များသည် ကောင်းကင်စည်ရင်၌ဝင်သည်ကိုဝမ်းမြောက်ခြင်းရှိကြလောဟုမိန်တော်မူ၏ဒီလောကမှာတခိယေရှုသက်ရှိထင်ရှားရှိစဉ်တုန်းက တပည့်တော်တို့ကိုနတ်ဆိုးတွေကိုနှင်ထုတ်ရတဲ့အခွင့်မကြမ်းမမာတော်သူတွေကိုကျမ်းမာစေရတဲ့အခွင့်တကူကို ပေးထားပါတယ်တခိယေရှုက အဲ့ဒီအခွင့်ထူးကိုပေးတော်မူပြတော့တပည့်တော်တို့ကိုဆေလွတ်တယ်တပည့်တော်တို့ကမြို့ရအသီးသီးကိုတွားကြတဲ့အခါမှာယေရှုရဲ့နာမတော်အားဖြင့်နတ်ဆိုးတွေကိုနှင်ထောက်ရတဲ့အခွင့်ကိုသူတို့ရရှိတာကိုမြင်ရတဲ့အခါမှာအလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ပြတော့သခင်ယေရှုကိုပြောပြကြတယ်ယေရှုကသူတို့ကိုဘယ်လိုတုံ့ပြန်တယ်လဲဆိုရင်ကောင်းကင်နိုင်ငံမှာတင်တို့ရဲ့နာမည်စရင်ပါတာကိုပို့ပြတော့ဝမ်းမြောက်ကြပါလို့ခုနကျွန်တော်ဖတ်ပြခဲ့တဲ့ကျမ်းချက်မှာသခင်ယေရှုကတပည့်တော်တို့ကိုပြောပြတော်မူပါတယ် အဲ့တော့ကျွန်တော်တို့အသက်တာမှာဘုရားသခင်ကိုကျွန်တော်တို့ဂျေဆုအတင်ရဆုံးဖြတ်ရမယ့်အရာက ကောင်းကင်နိုင်ငံတော်မှာ ကျွန်တော်တို့ရဲ့နာမည်စရင်ပါတာကိုဘုရားသခင်ကိုနေ့တိုင်းကျွန်တော်တို့ဂျေဆုတင်ရမယ့်အရာဖြစ်တယ်။ဘာကြောင့်လဲဆိုရင် ကောင်းကင်နိုင်ငံမှာ ကျွန်တော်တို့ရဲ့နာမည်စရင်ပါဖို့ရန်အတွက်ယေရှုခရစ်တော်ကအဖို့အခဘလောက်အထိပေးရတယ်လဲဆိုရင်မင်းမင်းရဲ့အသက်ကိုပဲစတေးခဲ့ရပါတယ်။ နတ်ဆိုးနှင်ထွားတဲ့အခွင့်မကြမ်းမမာတော်သူတွေကိုကြမ်းမစေတဲ့အခွင့်တွေဟာတခင်ယေရှုကနှုတ်နဲ့အခွင့်ပေးလိုက်ရင်ရတယ်ဒါပေမဲ့ကောင်းဝင်နိုင်ငံတော်မှာကျွန်တော်တို့ရဲ့နာမည်စရင်ဝင်နိုင်ဖို့ရန်အတွက်ယေရှုခရစ်တော်ပေးဆက်လိုက်ရတဲ့အဖို့ခါဟာအသွေးတော်မြတ်မိမိရဲ့အသက်ကိုစတေးခဲ့ရတယ်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံသောယုံကြည်သူကျွန်တော်တို့အားလုံးဟာ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းဖြင့်ကောင်းကင်နိုင်ငံတော်မှာနာမည်စရင်ဝင်သောသူတွေဖြစ်တဲ့အတွက်နောင်ဘဝမှာကျွန်တော်တို့တွားရမယ့်နေရာသည်အိုချင်းနာချင်းသေခြင်းမရှိတော့တဲ့ခရစ်တော်ပြင်ဆင်ထားတဲ့ကောင်းကင်နိုင်ငံတော် ဖြစ်တယ်ဆိုတာထပ်လောင်းပြတော့ကျွန်တော်တို့သိရှိပြတော့နေ့တိုင်းနေ့တိုင်းဖခင်သခင်ကိုကျေးဇူးတင်ရအောင်မာသဲခရစ်ကျမ်းအခိုင်းငါအငယ်၁၂မှာလဲသခင်ယေရှုကသူ့ကိုယုံကြည်သောကျွန်တော်တို့ကို ဝမ်းမြောက်ခြင်းရှိကြလော့ ဘာကြောင့်လဲဆိုတာကိုဆက်ပြောအခုလို့ပြောပြထားပါတယ်အเจ้าမူကကောင်းကင်ဘုံ၌တင်တို့ဤအကျိုးသည်ကြီးလှပေ၏လို့ပြောပြတော်မူပါတယ်ယုံကြည်သူကျွန်တော်တို့အတွက်မပုတ်တော့မပျက်စီးနိုင်သောအမွေရှိတဲ့နေရာဟာကောင်းကင်နိုင်ငံတော်ဖြစ်ကြောင်းမဿဲအခန်း6အခန်းငယ်19ကနေပြော21မှာသခင်ယေရှုကယုံကြည်သူကျွန်တော်တို့ကိုပြောပြထားပါတယ်ပေတရုဩဝါဒစာပရမဆောင်အခန်း1အခန်းငယ်၄မှာလဲ ကောင်းကင်နိုင်ငံတော်ဟာယုံကြည်သူကျွန်တော်တို့အတွက်ဖောက်ပြန်ခြင်းညှဉ်းဆွန်းခြင်းညှိုးနွမ်းခြင်းနဲ့ကင်းသောအမွေကျွန်တော်တို့အတွက်ဖရာသခင်ထားရှိတဲ့နေရာဖြစ်တဲ့အကြောင်းကျွန်တော်တို့ကိုပြောပြထားပါတယ်အဲဒီတော့ဒီလောကမှာရှိတဲ့ကျွန်တော်တို့ရဲ့အမွေတွေကတော့အကုန်လုံးပျက်စီးမှာပဲ ဒီလောကမှာညီတွေခြံတွေအိမ်တွေကျွန်တော်တို့မှာဘလောက်ပဲပိုင်ဆိုင်နေပါစေတည်ရင်တစ်ခုမှယူသွားလို့ရလားမရဘူးအကုန်လုံးထားခဲ့ရမှာဖြစ်တယ်နော်ဒီလောကမှာကျွန်တော်တို့အိမ်ပိုင်ခြံပိုင်ညီပိုင်ယာပိုင်မရှိရင်လေယေရှုခရစ်တော်ကိုယုံကြည်သောကျွန်တော်ကျမတို့ဟာမင်္ဂလာရှိသောသူဖြစ်တယ်ဘာဖြစ်လို့လဲကောင်းကင်နိုင်ငံတော်မှာမပျက်စီးနိုင်တော့ အမွေတွေအားလုံးကိုယေရှုခရစ်တော်၌ကျွန်တော်တို့အတွက်ဖရာသခင်ထားပေးထားပြီးပြီနော်ဒါကြောင့်နေ့တိုင်းကျွန်တော်တို့ဝမ်းမြောက်ပါမှာဖြစ်တယ်နောက်တစ်ချက်ကောင်းကင်နိုင်ငံတော်ဟာဘာနဲ့အတူတယ်လဲဆိုတာကိုတမန်ကျမ်းစာမှာပြောပြထားတဲ့အချက်တွေကိုအနည်းငယ်ပြန်ပြောကြည့်ရအောင်ယေစကြည်လအခိုင်း1ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဖရာသခင်က ပရောဖက်ယေဇကျေလကို ကောင်းကင်နိုင်ငံတော်မှာမိမိရဲ့ဘုန်းတော်ကိုမြင်စေတဲ့အခါမှာယေဇကျေလကလူစကားနဲ့ရှင်းပြလို့မရတဲ့ဖယားသခင်ဘုန်းတော်ကိုကြောက်မြတ်အမျိုးမျိုးနဲ့ခိုင်းနှိုင်းထားပါတယ်။ဗျာဒိတ်ကျမ်းအခိုင်းလေးမှာလည်းဖယားသခင်ကတမန်တော်ယောဟန်ကိုကောင်းကင်နိုင်ငံတော်ကိုမြင်စေတဲ့အခါမှာတမန်တော်ယောဟန်ကလည်းယေဇကျေလလိုပဲ လူစကားနဲ့ရှင်းပြလို့မမီနိုင်တဲ့အတွက်ကြောင်မြတ်အမျိုးမျိုးနဲ့ခိုင်နိုင်ထားပါတယ်။ဗျာဒိတ်ကျမ်းအခိုင်း27အခန်းငယ်3ကနေပြတော့9မှာဖော်ပြထားတဲ့ယုံကြည်သူကျွန်တော်တို့အတွက်သခင်ယေရှုခရစ်တော်ပြင်ဆင်ထားတဲ့ကောင်းကင်တင့်နဲ့မြေကြီးတင့်အကြောင်းကိုအနည်းငယ်ကျွန်တော်တို့ကြည့်ရအောင်။ဗျာဒိတ်ကျမ်းအခိုင်း27အခန်းငယ်3ကနေပြတော့9ကိုကျွန်တော်တို့အချင်းချင်းကြည့်မယ်ဆိုရင် ယုံကြည်သူတို့အတွက်ဖယားသခင်ပြင်ဆင်တော်မူသောကောင်းကင်တည်နဲ့မြေကြီးတည်မှာဒီဘုရားမှာကျွန်တော်တို့တွေ့ကြုံခံစားရတဲ့ဒုက္ခဆင်းရဲခြင်းမျက်ရည်ကျခြင်းပြီးတော့စိတ်မတန်ကြီးတွားခြင်းအော်ဟစ်ခြင်းပင်ပန်းခြင်းလဲလုံးဝမရှိတော့ဘူးတဲ့ဒီဘုရားမှာကျွန်တော်တို့ကြုံရတဲ့အမင်္ဂလာအလုံးချုပ်ငိမ့်ရနေရမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေရာဖြစ်တဲ့အကြောင်းကျွန်တော်တို့ကိုပြောပြထားပါတယ် ဖွေရသခင်ကလိန်ပြောဘူးလားလိန်မပြောဘူးတစ်တုအခိုင်းတက်အငယ်တက်မှာဖွေရသခင်သည်မူတာကိုမသုံးနိုင်သောဖွေရသခင်ဖြစ်တော်မူကြောင်းကျွန်တော်တို့ကိုပြောပြထားပါတယ်အခုနောက်ကောင်းကင်နိုင်ငံတော်နဲ့ပတ်သက်သောကျွန်တော်ပြောပြတဲ့အရာအလုံးဟာဖွေရခင်နှုတ်ကပတ်တော်တမချာစာမှာကျွန်တော်တို့တည်တင်တည်ထိုက်တဲ့အရာတွေကိုပြောပြထားတဲ့အချက်တွေဖြစ်ပါတယ်ဗျာရိတ်ကျမ်းအခိုင်း27အခန်းငယ်30ကနေပြတော့ဆက်တက်မှာလဲကောင်းကင်မြို့တော်တန်ရှင်းသောယေရုရှလင်မြို့ရဲ့တာယာလှပပုံကိုဖခင်ခင်က တမန်တော်ယောဟန်အားဖြင့်ကျွန်တော်တို့ကိုပြောပြထားပါတယ်အဲ့ဒီပြောပြထားတဲ့အချက်ကိုအတူချုပ်ပြီးတော့ကျွန်တော်ကြည့်ရအောင်ဗျာဒိတ်ကျမ်းအခန်း27အခန်းငယ်30ကနေပြီးတော့7ကိုကျွန်တော်ဖတ်ပြပါမယ်တန်ရှင်သောယေရုရှလင်မြို့သည်ဖယားသခင်ဤဘုံတော်နှင့်ပြည်စုံလျက်ဖယားသခင်အထံတော်ကောင်းကင်ဘုံမှဆင်းသက်သည်ကိုငါအားပြလေ၏ထိုမြို့ဤအယောင်အဝါသည်ကြောက်တလင်းငကတုကဲ့သို့အမျက်ဆုံးသော ြောက်မြတ်မှုနဲ့တူ၏ကျွန်တော်တို့အတွက်ထာဝရအိမ်တော်ဖခင်ပြင်ဆင်ထားတဲ့အနေအားကအမျက်ဆုံးသောကြောက်မြတ်မှုနဲ့တူတယ်လို့ကျွန်တော်တို့ကိုပြောပြထားပါတယ်အခန်းငယ်27မှာမြို့တကား12ပေါက်ရှိတဲ့အကြောင်းအဲ့ဒီမြို့တကားပေါက်တစ်ခုစီကိုပလဲတစ်လုံးစီနဲ့ပြုလုပ်ထားတဲ့အကြောင်းမြို့လမ်းမသည်ကြည်လင်သောဖန်တတ်ခဲ့သူသောရွှေစင်ဖြစ်၏လို့ကျွန်တော်တို့ကိုပြောပြထားပါတယ် အခန်းငယ်22မှာတန်ရှင်သောယေရုရှလင်မြို့မှာဒီလောကမှာကျွန်တော်အသုံးပြုနေတဲ့တစ်သားကြောင့်ဘေလမီအောက်တွေနဲ့ဆောက်လောက်ထားတဲ့ဗိမာန်တော်အဆောက်အဦးမရှိတော့ဘူးတဲ့။ဘာကြောင့်လဲဆိုရင်အခန်းငယ်22မှာအခုလိုကျွန်တော်ကိုပြောပြထားပါတယ်။အနာနာတကိုးနဲ့ပြည့်စုံတော်မူသောထာဝရအရှင်ဖခင်သခင်နဲ့တိုးတငယ်သည်ထိုမြို့ဤဗိမာန်တော်ဖြစ်တော်မူ၏။ အခန်းငယ်23မှာထိုမြို့သည်နေဤအယောင်လဤအယောင်ကို အလိုမရှိအကြောင်းမူကားဖယားသခင်ဤဘုံတော်သည် ထိုမြို့ကိုလင်းစေ၏တိုးတငယ်သည်လည်းထိုမြို့ဤစီမီဖြစ်၏ဒီကြမ်းချက်မှာပြောထားတဲ့တိုးတငယ်ဆိုတာဟာယေရှုခရစ်တော်ကိုယဉ်ညွတ်တော်မူခြင်းဖြစ်ပါတယ်ယေရှုခရစ်တော်၌ထွန်းလင်းတောက်ပနေသောဖယားသခင်ဘုံတော်ရောင်ခြေက တန့်ရှင်းသောယေရုရှလင်မြို့တစ်ခုလုံးကိုလင်းစေတဲ့အတွက်နေနဲ့လာရဲ့အလင်းတွေမလိုအပ်တော့ဘူးအခန်းငယ်24ကနေပြတော့28မှာလူအမျိုးမျိုးတို့သည်ထိုမြို့ဤအလင်းကိုအမိပြုတ်သွာလာကြလိမ့်မည်လောကီရှင်ဘုရင်တို့သည်လည်းမိမိတို့ဘုံအတရေကိုထိုမြုတ်แท้သို့ဆောင်ခဲ့ကြလိမ့်မည်မြုတ်တကားတို့ကိုနေ့အချိန်၌အလင်းမပိတ်တတ် ညမူကမရှိ လူအမျိုးမျိုးတို့သည်မိမိတို့ဘုံအတရေကိုထိုမြို့ထဲသို့ဆောင်ခဲ့ကြလိမ့်မည်ညညိုးသောအရာဆက်ဆုပ်ပွေသောအရာတစ္ဆာပြတ်သောအရာတစ်စုံတစ်ခုမျမဝင်ရဘဲသိုးတငယ်ဤအသက်စာဆောင်၌စရင်ဝင်သောသူတို့သာလျင်ဝင်ရ၏ကဲယုံကြည်သူတို့အတွက်ဘုရားခင်ပြင်ဆင်တော်မူသောထာဝရအိမ်တော်မှာလူအမျိုးမျိုးရှိမယ်တဲ့အာမင် ယေရှုခရစ်တော်၌ထွန်းလင်းတောက်ပသောဖခင်ဘုန်းတော်ရောင်ခြေကိုအမိပြုပြောတော်လာကြရမယ်တဲ့အာမင်ဟာလေလုယာပရိသ်သလော့ကောင်းကင်နိုင်ငံတော်ဟာလူမျိုးရဲ့အတွက်ပြင်ဆင်ထားသောထာဝရအင်တော်ဖြစ်တယ်အင်္ဂလိပ်လူမျိုးတွေအတွက်ပဲပြင်ဆင်ထားတာမဟုတ်ဘူးယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံတော်သူရှိသမျှတို့အတွက်ဘုရားခင်ပြင်ဆင်တော်မူသောထာဝရအင်တော်ဖြစ်တယ် ဗျာရိတ်ကျမ်းအခိုင်း22အခန်းငယ်1ကနေနှစ်မှာအခုလိုဆက်ပြီးတော့ကျွန်တော်တို့ကိုပြောပြထားပါတယ်တပန်ကြောက်တလင်းကဲ့သို့ကြေလင်၍ဖယားတခင်နဲ့တိုးတငယ်ဤပလင်တော်ထဲကထွက်သောအသက်ရည်စီးရာမြစ်ကိုကောင်းကင်တမန်သည်ငှားအားပြလေ၏ကောင်းကင်နိုင်ငံတော်ရဲ့မြို့တော်မှာအသက်ရည်စီးရာမြစ်ရှိတဲ့အကြောင်း အဲ့ဒီအသက်ရေဟာဖယားသခင်နဲ့တိုးတငယ်တော်ယေရှုခရစ်တော်ရဲ့ပလင်တော်ထဲကထွက်တော်အသက်ရေဖြစ်ပြော့မြို့ရဲ့လမ်းမအလဲတလျှောက်မှာစီစဉ်နေတဲ့အကြောင်းကျွန်တော်တို့ကိုပြောပြထားပါတယ်အခန်းငယ်နှစ်မှာထိုမြင့်နှစ်ဖက်၌၎င်းအသက်ပင်ရှိ ထိုအသက်ပင်သည်အသီး32မျိုးကိုတီးတက်၏မိမိအသီးကိုလည်းလတိုင်းပေးတက်၏အရွက်သည်လည်းလူအမျိုးမျိုးတို့၏ အနာယောဂငိမ့်စရာဖို့ဖြစ်၏အခန်းငယ်3ကနေပြော့9မှာကောင်းကင်နိုင်ငံရဲ့မြို့တော်ယေရုရှလင်မြို့အစ်မှာ နောက်တဖန်ကြိမ်ချင်းပေးတဆုံတစ်ခုမြမရှိ ထိုမြို့၌ဖယားတခင်နဲ့တိုးတငယ်ဤပလင်တော်ရှိ၍ဖယားတခင်ဤကျွန်တို့သည်ဖယားဝတ်ကိုပြုတ်ကြလိမ့်မည်မျက်နာတော်ကိုမြင်ရ၍သူတို့နှဖိုး၌လည်းနာမတော်ရေးထားလျက်ရှိလိမ့်မည် ထိုမြို့၌မျှမရှိရစီမီကို အလိုမရှိ နေဤအယောင်ကိုလည်းအလိုမရှိအကြောင်းမူကားထာဝရအရှင်ဖရာသခင်သည်သူတို့၌ရောင်ခြေတော်ကိုလွတ်တော်မူ၍သူတို့သည် ကပ္ပာအဆက်ဆက်ဆိုးဆန်ရကြလတ္တံယုံကြည်သူကျွန်တော်တို့အတွက်ဘုရားသခင်ပြင်ဆင်တော်မူသောထာဝရနေရာဟာမင်္ဂလာအပေါင်းနဲ့ပြည့်စုံသောနေရာ ဖြစ်တယ်လဲဆိုတာဒီကြံ့ချက်တွေအပြင်ကျွန်တော်တို့ကိုပြောပြထားပါတယ် ယုံကြည်သူဖြစ်ရင်နေ့တိုင်းကျွန်တော်တို့ဟိုဝမ်းမြောက်ရမယ့်အရာရှိတယ်အဲ့ဒါကဘာလဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ထာဝရနေရာကိုကျွန်တော်တို့ကိုပြင်ဆင်ပေးထားပြီအဲ့ဒီကောင်းကင်နိုင်ငံတော်မှာတဲ့ဘသူတွေပဲဝင်ရမလဲဆိုရင်တိုးတငယ်ဤအသက်စာဆောင်၌စရင်ဝင်သောသူတို့တာလျင်ဝင်ရ၏တိုးတငယ်ရဲ့အသက်စာဆောင်မှာတင်းရဲ့နာမည်ပါပြီလားမပါသေးဘူးဆိုရင် ါနိုင်တဲ့တခုတည်းသောနိလန်ကယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံခြင်းဖြစ်ပါတယ်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံခြင်းကလွဲရင်တခြားဘယ်အရာမှဘုရားသခင်ကမတောင်းဆိုထားဘူးဘာကြောင့်လဲကျွန်တော်တို့လူသားအားလုံးဟာယောမအခိုင်း3အငယ်23မှာဒုစရိုက်ကို ပြုတ်တဲ့အတွက်ဘုရားသခင်ရှေ့တော်မှာကျွန်တော်တို့အသေးပြတ်တဲ့လူတွေဖြစ်တယ်ဘုရားသခင် ပေးထားတဲ့ကောင်းသောအချင်းကိုကျွန်တော်တို့မကျင့်နိုင်ဘူးမကျင့်နိုင်တဲ့အတွက်ကြောင့်ငရဲသွားမဲ့သူအဖြစ်ကနေကျွန်တော်တို့ကိုရွေးနှုတ်ကယ်တင်ဖို့ခမဲတော်ကမိမိ၌တပါတိသောသားတော်ကိုဒီလောကမှာဆေလွတ်တော်မူခြင်းဖြစ်တယ်သားတော်ယေရှုခရစ်ကိုယ်တော်တိုင်ကကျွန်တော်တို့ကိုယ်တိုင်မလိုက်လျှောက်နိုင်တဲ့ပြည့်ညတ်တော်အလုံးကိုလိုက်လျှောက်တော်မူပြော့ပြည့်ညတ်တော်ကိုချိုးဖောက်သောကျွန်တော်တို့ရဲ့အပြစ်တွေကြောင့်ကျွန်တော်တို့မဆက်နိုင်တဲ့အပြစ်ကြွေးအလုံးကိုလက်ဝါးကတိုင်မှာအသေးခံခြင်းဖြင့် အပြည့်ရဲ့အခအသေးချင်းကိုကျွန်တော်တို့အတွက်ခံပေးတယ်။သူကိုယုံကြည်သောသူတွေအတွက်နောင်ဘဝအာမခံချက်ကိုအပြည့်အဝပေးဖို့၃ရက်မြောက်သောနေ့မှာသေခြင်းကနေထမြောက်တယ်။သေခြင်းကနေယေရှုထမြောက်တော်မူကြောင်းရက်ပေါင်း40အတွင်းမှာတပည့်တော်တို့စီမှာခိုင်ခန့်သောတက်တည်များကို ပြတော်မူပြီးမှတပည့်တော်တို့ကြည့်ရှုနေကြတဲ့အချိန်မှာကောင်းကင်နိုင်ငံတော်ကို ပြန်လည်တက်ကြွသွားတော်မူပါတယ်။ဒီနေ့ယေရှုခရစ်တော်ဟာ ကောင်းကင်နိုင်ငံခမဲတော်ဖရာရဲ့လက်ရတော်ဘက်မှာဘုံအသိနဲ့နေတော်မူကြောင်းတမန်တော်ဝတ္ထုကိုဖတ်ကြည့်ယောမမှာလည်းကျွန်တော်တို့ကိုပြောပြထားတယ်เนาะကျန်တဲ့ဩဝါဒစာရီမှာလည်းယေရှုခရစ်တော်ဟာအခုကောင်းကင်နိုင်ငံခမဲတော်ဖရာရဲ့အလက်ရတော်ဘက်မှာဘုံအသိနဲ့နေတော်မူကြောင်းနဲ့ဒီလောကမှာရှိတဲ့လူသားအလုံးကိုမြင်တော်မူကြောင်းလူတို့ရဲ့စိတ်နှလုံးထဲမှာရှိတဲ့အတွေးအခေါ်အကြံစီအလုံးကိုလည်းမြင်တော်မူကြောင်း တမကျမ်းစာမှာကျွန်တော်တို့ကိုပြောပြထားပါတယ်။အဲတော့သိုးတငယ်ရဲ့အသက်စာဆောင်မှာတင်းရဲ့နာမည်စရင်ပါစေခြင်းနဲ့ဆိုရင် နောင်တနဲ့အပြစ်ရှိသောသူတို့အတွက်လဝကတိုင်မှာအသေးခံပြီးသုံးရမြောက်သောနေ့မှာတေခြင်းကနေထမြောက်တော်မူသောယနေ့အသက်ရှင်တော်မူသောတပါတီသောကယ်တင်ရှင်ယေရှုခရစ်တော်ကိုတင်းရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံဖို့လိုအပ်ပါတယ်။နောင်တဆိုတာ ဖယားခင်ပြင်းရတော်ကိုချိုးဖောက်ပြီးတော့တင်လုံနေကြအပြစ်တွေကိုဆက်လုံမဲ့အစားဖယားသခင်ပြင်းရတော်ကိုစန့်ကျင်ပြီးတော့တင်လိုက်နေတဲ့လမ်းမတွေကိုဆက်လက်ပြီးတော့လိုက်နေမဲ့အစားဩအပြစ်ရှိတော်သူငရဲသွားမဲ့သူအဖြစ်ကနေငါ့ကိုရွေးနှောက်ကယ်တင်ဖို့အပြစ်နဲ့ကင်းစင်တော်မူသောဖယားခင်သားတော်ယေရှုခရစ်တော်ဟာလက်ဝါးကတိုင်မှာအာမင်ဂလာနဲ့ကျွန်တော်အတွက်ကျမအတွက်အသေးခံပါလားကျွန်တော်ရဲ့နောင်ဘဝအာမခံချက်ကိုအပြစ်အဝပေးဖို့ သုံးရက်မြောက်သောနေ့မှာတေချင်းကနေထမြောက်တော်မူသောတပါတီသောကယ်တင်ရှင်ဖြစ်နေပါလားဆိုတာကိုသိရှိပြောကိုရောကျွန်တော်ဒီကျမဒီအပြစ်များတော်သူဖြစ်ပါတယ်ကိုရောရဲ့ပြည့်ညတ်တော်တွေကိုချိုးဖောက်ခြင်းဖြင့်အပြစ်အမျိုးမျိုးကိုကျွန်တော်ကျူးလွန်ခဲ့ပါတယ်ကျမကျူးလွန်ခဲ့ပါတယ်အပြစ်ရှိသောကျွန်တော်အတွက်ကျမအတွက်လဝကတိုင်းမှာအသေးခံပြီးနောင်ဘဝကောင်းကင်နိုင်ငံတော်ကိုကျွန်တော်ဝင်နိုင်ဖို့တေချင်းကနေ ကိုရောထမြောက်တော်မူပြီးတော့ကိုရောဒီတပါတီသောကက်တင်ရှင်ဖြစ်တယ်ဆိုတော့ကိုရောရဲ့ကက်တင်ချင်းတည်င်းကောင်းကိုကျွန်တော်ကြားရလို့ကျွန်မကြားရလို့ကိုရောကိုပဲကျွန်တော်ကျွန်မယုံကြည်ပါတော့မယ်ကိုရောရဲ့နောက်တော်ကိုပဲကျွန်တော်ကျွန်မလိုက်တော့မယ်ကျွန်တော်ကိုကျွန်မကိုခွန်လွတ်တော်မူပါကိုရောအလိုတော်ရှိတဲ့အတိုင်းနေထိုင်အသက်ရှင်နိုင်ဖို့ကျွန်တော်ကို ကျွန်မကိုကိုရောအလိုတော်ရှိတဲ့အတိုင်းပြောင်းလဲပေးတော်မူပါ နောက်တော်ကိုလိုက်နိုင်ဖို့အစင်အမြဲကိုညီမစားတော်မူပါဆိုပြတော့စစ်မှန်သောနောင်တနှလုံးသားနဲ့ယေရှုခရစ်တော်တပါတီကိုသာတင်ရဲ့ကက်တင်ရှင်နဲ့အရှင်သခင်အဖြစ်အခုယုံကြည်လက်ခံမယ်ဆိုရင်သိုးတန်ငယ်ရဲ့အသက်စာဆောင်မှာတခရေရှုခရစ်တော်ကိုတော်တိုင်းကတင်ရဲ့နာမည်ကိုတခါတည်းထည့်လိုက်မှာဖြစ်တယ်ဒီဘုရားမှာလည်းပဲအလိုတော်ကိုနာခံနိုင်သောစိတ်တဘောအသက်ကိုပေးတော်မူမှာဖြစ်ပြီးတင်သေးတာနဲ့တင်ရောက်ရှိမဲ့နေရာသည် ယုံကြည်သူတို့အတွက်ယေရှုခရစ်တော်ပြင်ဆင်တော်မူသောအိုချင်းနာချင်းတေချင်းမရှိတော့တဲ့ကောင်းကင်နိုင်ငံတော်ဖြစ်ပါကြောင်းတည်တင်းကောင်းပါအပ်ပါတယ်အားလုံးပေါ်မှာဖခင်ကောင်းချီးပေးပါစေ thank you